အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေကဝေပြိုမောင်မင်းကောင်နဲ့နဂါမင်းသမီးပလဲနေတီဆိုတဲ့ပုံမင်းလေးကိုဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်ပုံမင်းလေးကိုမတင်ဆက်ခင်မှာကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးဖို့တောင်းဆိုပါရရှင် ဟုတ်ကဲ့ပါရှင်ဒါဆိုရင်တော့ပုံမင်းလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရရှင်နားဆင်သူများရှင်ဒီနေ့ပြောပြချင်တဲ့ပုံမင်းကတော့ ရှေးကဘာကာလကမြမပြည့်ရဲ့ရင်ခွင့်အဖြစ်ထာဝရစည်းစင်းနေမဲ့မြကြီးတစင်းရဲ့မူလအစဂျန်နာရီပဲဖြစ်ပါတယ်။အဲ့ခေအဲ့ခါကမြမပြည့်မြောက်ပိုင်းထူထပ်နေဆိုင်တဲ့တောတောင်ကြီးတွေမိုင်ပေါင်းများစွာကျက်ပြက်တဲ့တစ်တောကြီးတွေဟာလူသားတွေအတွက်ရွက်ဝဲစမ်းကြရာထေတာတွေပေါ့။အဲ့လိုတောနဲ့ကြီးတွေရဲ့အစွန်ဖျားမှာတော့သေးငယ်တဲ့ရွာလေးတွေဟာရှိခဲ့မှုပါတယ်။ဒီရွာလေးမှာတော့ထူးခြားတဲ့လူငယ်တယောက်နေထိုင်ခဲ့လေတယ်။ သူ့နာမည်ကတော့မောင်မင်းကောင်ပါ မောင်မင်းကောင်ဟာရွာသူရွာသားတွေလိုလေယာဉ်လုပ်ငန်းကိုအထက်ကလောက်ကင်သူမဟုတ်ပါဘူးတဲ့သူကရှေးကြတဲ့မိုးပညာရက်တွေတဘာဝတရားနဲ့ထိတွေ့ဆက်ဆက်နိုင်တဲ့ပညာတွေကို အဖိုးဖွားရည်စီကအမွေရက်ထားတဲ့ဂဝေပြိုတယောက်ပါပဲတဲ့တောထဲမှာလှဲ့လှဲ့သွားလာရင်နဲ့တစ်ပင်ပန်းမှန်နေနဲ့စကားပြောလေတယ်တရိတ်ဆန်ရဲ့ခန်းစားချက်ကိုနားလေတယ်ရေစီးတဲ့လေတိုက်တန်တွေမှာတော့ ပုံကွယ်နေတဲ့တဘာဝရဲ့ရွက်ဝက်ချက်တွေကိုလည်းနားထောင်နေတယ်။သူ့မျက်လုံးထဲမှာတော့ကဘာကြီးကတာမန်လူတွေမျက်နှာထက်ပို့ပြီးတော့အသက်ဝင်နေတယ်။မောင်မင်းကအမြဲတမ်းတောနဲ့ထဲကိုစွန်စားသွားလာရတာကိုဝါသနာပါလိရတယ်။လူသူမရောက်ဖူးတဲ့နေရာတွေပုံမင်းတွေကလို့စမ်းကြတဲ့မြင်ကွင်းတွေကိုရှာဖွေခြင်းနဲ့တနေ့မှာတော့သူဟာတောနဲ့ကြီးရဲ့အလဲမရှိတဲ့ရွက်ဝက်စမ်းကြတဲ့ရေအန်ကြီးတစ်ခုနာကိုရောက်ရှိခဲ့လိရတယ်။ TAIG ဟာပုံမှန်ရေအိုင်နေနဲ့မတူဘူးတဲ့ရေပြင်ဟာကြည်လင်လုံးပေမဲ့အစုံမရှိနေဆိုင်နေတယ်လို့ခန်းစားနေရတယ်ရေအောက်ကနေထူးခြားတဲ့အငွေ့အသက်တွေလည်းတက်လာနေရတယ်မောင်မင်းကောင်လည်းသူ့ရဲ့ကဝေးပညာကိုအသုံးပြုပြီးတော့ TAIG ရဲ့ရှုပ်ဝက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားလိုက်ပါတော့တယ်ရေပြင်ဘုံသူ့ရဲ့စွမ်းအားအချို့နဲ့ထိတွေ့ပြီးတော့အောက်ကိုစိတ်အာရုံနဲ့စဉ်းကြည့်လိုက်တော့တာပေါ့အဲ့ဒီခါမှာတော့ သူတသက်မှာတခါမှမကြုံမှုနဲ့အလတရားနဲ့ဟင်ဆိုင်လိုက်ရတယ်ရေအောက်နဲ့နဲ့ကြီးမှာတော့ခန္ဓာတောက်ပနေတဲ့နန်းတော်ကြီးတခု နန်းတော်အဆောင်ရောင်နေဟာကြောင်မြေရတနာနဲ့တိဆောက်ထားသလိုပါပဲရေမော်ပင်တွေကအလင်းရောင်ဖြျော့ဖြော့လေးတွေကိုထွက်လွန်နေပြီးတော့ရောင်စုံငါးကလေးတွေပျော်မြူးနေကြလေတဲ့ဒါဟာတန်တာဤလာငကားတွေရဲ့နေပြတော်ပါလားလို့မောင်မင်းကောင်ရေရွတ်လိုက်မိတယ်တဲ့အဲ့ဒီနန်းတော်ထဲမှာတော့လက်ပါလူနဲ့ နဂါမင်းသမီးလေးတပါးရှိနေရတဲ့သူ့နာမည်ကတော့ပလဲနဒီပါတယ်ပလဲနဒီမင်းသမီးဟာနဂါမျိုးတွေထဲမှာတော့ထင်ရှားကျော်ကြားတဲ့မင်းသမီးတပါးဖြစ်ပေမဲ့သူ့ရဲ့စိတ်နှလုံးသားထဲမှာတော့ရေအောက်ကပါရဲ့အထီးကျန်ဆန်းမှုတူညီလုံးနဲ့နေရတဲ့ပုံမှာညီငွေ့နေရတယ်သူဟာအမြဲတမ်းလူကပါအကြောင်းကိုစိတ်ဝင်စားနေခဲ့တယ်ပုံမင်းတွေထဲကလူသားတွေရဲ့ပျော်ရွှင်မှုဆင်းရဲမှုခံစားချက်တွေကိုသူနားလည်ခြင်းခဲ့တယ် ဒါကြောင့်တခါတလေမှာတော့အဆောင်ရှောက်တွေမသိအောင်လို့ရေမျက်နှာပြင်နာတက်လာပြီးတော့လူကပါကိုချောင်းချစ်တက်တယ်။ဒီနေ့မှာတော့မောင်မင်းကောင်ကဝေးပြိုလျာရေအိမ်ပေါ်ကိုငုတ်ကြည့်နေတယ်လို့ပဲ။ပလဲနဲ့တီမင်းသမီးလေးကလည်းရေမျက်နှာပြင်နာကိုတက်လာခဲ့တယ်။မျက်လုံးချင်းစုံမိကြတဲ့အခါမှာတော့ကပါနှစ်ခုရက်တန်သွားတယ်လို့ခန်းစားရတော့တာပေါ့။မောင်မင်းကောင်ကပလဲနဲ့တီမင်းသမီးလေးအလာကြောင့်စွန့်အပ်သွားတယ်တဲ့။ လူသားတွေရဲ့အလားနဲ့မတူညီတဲ့နှုတ်ညက်တိမ်မွေးမှုကြောင်စင်းရောင်မြုံဝန်းတွေရဲ့နှိမ့်ဆိုင်မှုနှကားသွေးပါတဲ့ထူးခြားတဲ့အငွေ့သက်တွေဟာသူ့ကိုဖန်ဆားလိုက်တော့တယ်။ဒါနဲ့မောင်မင်းကောင်က တူတူလေးရေရွတ်လိုက်တယ်။ဒါဒါအိမ်မက်လား။ပလဲနေတဲ့မင်းသမီးလေးကလည်းမောင်မင်းကောင်ရဲ့တန်းစင်တဲ့မျက်နှာကြည်လင်တဲ့မျက်လုံးတွေနဲ့ရိုးသားတဲ့အပြုံးကိုမြင်ပြီးတော့စိတ်ဝင်စားမှုအံ့ဩမှုတွေဖြစ်ပေါ်လာတော့တယ်။ သူမြင်မှုတဲ့လူသားတွေနဲ့မတူဘဲနဲ့မောင်မင်းကောင်စီမှာတော့ထူးခြားတဲ့ဆွမ်းအားတစ်ခုရှိနေတာကိုသူခံစားမိလေတဲ့။သူတို့ဟာစကားတွေမပြောဖြစ်ခဲ့ကြဘူး။နှလုံးချင်းစကားပြောနေကြသလိုပဲအချိန်နဲ့ရက်တန့်သွားဖို့ရတော့တာပေါ့။နောက်ဆုံးမှာတော့ပလန်တတီမင်းသမီးလေးကအောက်ကိုပြန်ခုံရှိုးသွားတော့တယ်။ဒါပေမဲ့မောင်မင်းကောင်ရဲ့ပုံရိပ်သားသူ့ရဲ့မျက်ဝန်းထဲမှာစွဲကြံခဲ့တော့တာပေါ့။ မောင်မင်းကောင်လည်းရေအိုင်နာကနေပြန်လာခဲ့ပေမဲ့ပလဲနေတဲ့မင်းသမီးရဲ့ပုံရိပ်ကမမေ့နိုင်ဘူးတဲ့။နောက်ရက်တွင်မှလည်းသူအဲ့ရေအိုင်နာကိုပြန်သွားခဲ့တော့တာပေါ့။ပလဲနေတဲ့မင်းသမီးလေးကလည်းမောင်မင်းကောင်ကိုတွေ့ဖို့အတွက်ရေမျက်နှာပြင်နာကိုတက်လာတက်တယ်တဲ့။တဖြည်းဖြည်းနဲ့သူတို့ဟာဆက်သွယ်နိုင်မယ့်နေလန်းကိုရှာတွေ့သွားတော့တယ်။မောင်မင်းကောင်ကသူ့ရဲ့ကဝေပညာနဲ့လေတဲကနေစာသားတွေကိုဖန်ပြီးတော့ရေပင်ပုံကိုပို့လေတယ်။ ပလဲနေတဲ့မင်းသမီးလေးကလည်းရှင်လိုင်းလေးရေပွက်ကလေးနဲ့အဖြေပြန်ပေးလိုက်ရတဲ့တခါတလေမှာတော့မောင်မင်းကကတော်တော်လေးတချင်းစုပြရင်နဲ့ပလဲနေတီကရင်စည်းတဲ့ရေပွက်တနေနဲ့လိုက်ဖက်အောင်ကိုတုတ်ပြန်တော့တာပေါ့သူတို့ဟာကဘာတစ်ခုကြာကနေချစ်စကားတွေဆိုကြလေတယ်မောင်မင်းကောင်ကလူလောကရဲ့လွတ်လပ်မှုပျော်ရွှင်မှုပန်းမှုတွေရဲ့ရှင်နဲ့နေရောင်ကြီးရဲ့နှွေးထွေမှုတွေကိုပြောပြလေတယ် ပလဲနေတီကလည်းရေအောက်ကပါရဲ့တိတ်ဆိတ်ငြိမ့်သင့်မှုရောင်စုံတနာကြောက်တန်းတွေရဲ့အလားငကားပြည့်ရဲ့ခနာပုံတွေကိုမျှဝေတော်တာပေါ့သူတို့ရဲ့အချင်းအားနေဆိုင်တဲ့ရေအိုင်တွေကငကားပြည့်နဲ့လေပြည်တက်ခတ်ရာလူကပါကြာကမိုင်ပေါင်းများစွာအကွာဝေးကိုကြော်ဖြတ်ပြီးတော့ရှင်တန်ကြီးထွားလာတယ်။သူတို့တယောက်နဲ့တယောက်မတွေ့ရတဲ့အချိန်ဒီမှာတော့အရန်ကိုလွန်းဆွနေကြရတယ်။ဒါပေမဲ့ကဘာပေါ်မှာရှေးဝက်ကျက်ဆိုတာကကြာကြာမတည်မြဲဘူးလေ။ မမင်းကောင်နဲ့ပလန်နေတီတို့ရဲ့ရွှေဝက်အချစ်ဇလန်ကိုတော့ငကားပြာအဆောက်ရှောက်တွေတတိထားမိလာတော့တာပေါ့မကြခင်မှာပဲငကားမင်းကြီးရဲ့နားတွေကိုတတိရောက်ရှိသွားတော့တယ်ငကားမင်းကြီးဟာအမေတော်သားပောက်ကွဲတော့တာပေါ့လူသားနဲ့ငကားဘယ်တော့မှမဖြစ်နိုင်တဲ့အချစ်ပဲဒါဟာငါတို့ငကားမျိုးတွေရဲ့တန်ရှင်းမှုကိုစော်ကားတာပဲလို့ငကားမင်းကြီးကပလန်နေတီကိုနန်းတော်ရဲ့အနှဲ့ရှမ်းစုပ်အခန်းမှာပိတ်လောင်ထားတော့တယ်တဲ့မောင်မင်းကောင်က ဲ့ဒီရေအိုင်နာကိုရှောက်မလာနိုင်အောင်လို့နဂါးစစ်တီတွေနဲ့အဆောင်လျှောက်တွေကိုလည်းချထားလိုက်တော့တယ်။အဲ့ဒီလိုနဲ့မောင်မင်းကောင်ရေအိုင်နာရောက်လာတဲ့အခါမှာတော့နဂါးစစ်တီရဲ့တားဆီးမှုကိုခံရတော့တာပေါ့။နဂါးစစ်တီကောင်းဆောင်ကခမမာလေးတဲ့နဲ့လူသားဒီနေရာကမင်းနဲ့မတက်ဆိုင်ဘူးချက်ချင်းပြန်သွားငါတို့ရဲ့မင်းသမီးကိုမင်းနဲ့ဘယ်တော့မှတွေ့ခွင့်မပေးနိုင်ဘူးအဲ့ဒီခါမှာတော့မောင်မင်းကောင်က အတန်တဝင်းသားနဲ့ မင်းသမီးပလဲနေတယ်ဘယ်မှာလဲသူ့ငါတွေ့မှာဖြစ်မယ်ငကားစစ်တီကောင်းဆောင်ကမင်းသမီးကသူ့နေရာသူရှိရဲ့မင်းစိတ်ပူကြမလို့အသက်မတည်ချင်းဒီကနေထွက်သွားပါမောင်မင်းကောင်ကသူ့ရဲ့ကဝေးပညာနဲ့ဝင်းမို့ကြိုးစားပေမဲ့ငကားစစ်တီရဲ့စွမ်းအားလည်းမသေးပါဘူးသူ့ငကားပြေကိုငွေရောက်နိုင်ခဲ့ဘူးပလဲနေတယ်လေနန်းတော်ထဲမှာပိတ်လုံခံထားရပြီးတော့မောင်မင်းကောင်ကိုတွေ့ဖို့အတွက်မတက်နိုင်တော့ဘူးပေါ့ အဲ့လိုနဲ့သူတို့နှူကကဘာတစ်ခုကြာမှပူပြီးတော့ဝေးကွာသွားတော့တာပေါ့တွဲဆုံခွင့်မရတော့ဘူးခိုးပြီးစကားပြောဆိုခဲ့ရတဲ့ချစ်စကားတန်နေဟာတိတ်ဆိတ်သွားတော့တယ်မောင်မင်းကောင်ကနေ့တိုင်းရှီအိုင်နားကိုလာပြီးတော့မျောနေတော့တာပေါ့ပလဲနေတည်းလေရှီအောက်ကနေမျောနေတော့တယ်ဒါပေမဲ့တွဲခွင့်မရကြပါဘူးဒီလိုနဲ့ရက်တွေလာရင်ကုန်လာခဲ့တော့တာပေါ့ပလဲနေတည်းမင်းသမီးလျာပိတ်လောင်ခံထားရရင်နဲ့ အရှမ်းကိုဝန်းနေလာတော့တယ်။မောင်မင်းကောင်နဲ့မတွေ့ရတဲ့ဘဝသူ့အတွက်တော့အတိတ်ပဲမရှိတော့ဘူးလို့ခံစားလာရတယ်။သူတို့ရဲ့အချစ်ဟာဒီလိုပဲအဆုံးသတ်ရတော့မှလား။ဒီနေ့မှတော့ပလဲနေတီမင်းသမီးလေးဟာခိုင်မာပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုချမှတ်လိုက်တော့တယ်။သူ့မောင်မင်းကောင်နဲ့ဘယ်တော့မှခွဲခွာနေနိုင်မှာမဟုတ်ဘူး။လူသားနဲ့တကအဖြစ် မပေါင်းဖဲရရင်တောင်မှ သူချစ်သူမောင်မင်းကောင်အနာမှာထာဝရရှိနေနိုင်မယ့်နီလန်တစ်ခုပဲကြံနေတော့တယ်။ကြာကတော့ကြီးမားတဲ့ဆွလုံမှုသူ့ဘဝတစ်ခုလုံးကိုပုံအောင်ရမယ့်ဆုံးဖြတ်ချက်ဖြစ်ပေမဲ့သူနမဆုတ်တော်မူတဲ့သူဟာငကားပြည်ရဲ့ရှေးအကြဆုံးတက်တန်အရင်ဆုံးတကူအကြီးဆုံးဖြစ်တဲ့ငကားဘဝကြီးတပါးစီကိုတွားရောက်ခဲ့တော်တယ်။သူ့ရဲ့ဆုံးဖြတ်ချက်နဲ့အကူကြီးတောက်ခံမှုကိုပြောပြလိုက်တော့တာပေါ့။အဘိုးတပည့်တော်မောင်ကူညီတော်မူပါ တပည့်တော်မမောင်မင်းကောင်အနာမှာထာဝရရှိနေခြင်းပါတယ်။တပည့်တော်မရဲ့ငကားဘဝကိုဆွတ်လို့ဖို့ဆုံးဖြတ်ပေးပါပြီဗျာ။အဲ့ဒီခါမှာတော့ငကားဘူဘူကြီးကနေဆိုင်တော့အတန်နဲ့ချစ်သမီးပလင်းနဲ့ဒီမင်းရဲ့ဆုံးဖြတ်ချက်ကကြီးမားလာတယ်။ငကားဘဝကိုဆွတ်လို့ပြီးပြန်တင်လို့မရတော့ဘူး။မင်းဟာငကားအဖြစ်ကနေလုံးဝကိုပြောင်းလဲသွားလိမ့်မယ်။ဒါပေမဲ့ မင်းရဲ့ချစ်ချင်းမေတ္တာရဲ့ဆွမ်းအားကတော့ကြီးမားလွန်းတာကြောင့်ငါမင်းကိုကူညီပေးနိုင်ပါတယ်။မင်းအစင်းနဲ့ဖြစ်ပြီလား။အစင်းနဲ့ဖြစ်ပါပြီအဘူး။အဲလိုနဲ့ပလဲတဲ့ဒီမင်းသမီးလေးဟာဝမ်းနည်းမှုအပြင်နဲ့သူ့ချစ်တဲ့ငကားပြူနောက်ဆုံးအချိန်ကြီးလိုက်တော့တယ်။သူ့ရဲ့မိသားစု သူ့ရဲ့အိမ်ကိုနှုတ်ဆက်ခဲ့တော့တယ်။ပြီးတော့ငကားဘိုးဘိုးကြီးနဲ့အတူအဲ့ဒီရွှေဝဲစန်းကျဲရေအန်ကြီးစီကိုတွားလီခဲ့တော့တယ်။ မောင်မင်းကောင်လည်းထူးကြတဲ့ကွေဆွမ်းအားတွေကြောင့်တခုခုဖြစ်တော့မယ်ဆိုတော့ခံစားမိနေတော့တယ်။အရင်ကတည်းပူပြီးကြီးမားတဲ့ဆွမ်းအားတွေကရေအိုင်ထဲကနေတက်လာတာကိုသူသိနေတယ်။စိုးရိမ်တကြီးနဲ့ရေအိုင်နားကိုပြေးလာခဲ့တော့တယ်။သူရေအိုင်နားကိုရောက်တဲ့အခါမှာတော့ထက်နဲ့အော်ပွဲမြင်ကွင်းကိုတွေ့လိုက်ရတယ်တဲ့။ရေအိုင်ကြီးတခုလုံးကတောက်ပတဲ့အလင်းရောင်လေးနဲ့ပြင်းနေလို့နေတယ်။ရေပြင်းကြီးမငြိမ်မသက်လှုပ်ရှားနေတော့တယ်။အလင်းတန်းကြီးရဲ့အလင်းမှာတော့ သူ့ချစ်သူငကားမင်းသမီးပလဲနေဒီရဲ့ပုံရိပ်ကိုမြင်လိုက်ရတော့တယ်ပလဲနေဒီမင်းသမီးလေးဟာမောင်မင်းကောင်ကိုကြည့်ပြီးတော့သူ့ဘဝရဲ့နောက်ဆုံးအပြုံးကိုပြုံးပြလိုက်တော့တယ်အဲ့ဒီအပြုံးမှာတော့ချစ်ချင်းဝမ်းနေချင်းဆွလွန်ချင်းနေအလုံးပါဝင်နေတော့တာပေါ့ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ကြီးဟာတဖြည်းဖြည်းအရေးပြောကြလာတယ်လို့ဖြစ်လာတော့တယ်သူရဲ့တောက်ပါတဲ့ငကားအကြီးကိုနေရာကြီးလေးနဲ့ရေဆက်ပေါင်းများစွာဖြစ်လာတော့တယ် ရှေ့လျရတဲ့ငကားကိုယ်ရဲ့ကြီးဟာအစိုးအစုံမရှိတဲ့ရေစီးကြောင်းအဖြစ် ပြောင်းလဲသွားတော့တယ်။ရှေ့အိုင်ငယ်လေးဟာရုတ်တရက်ကြီးပြီးတော့ပို့ပြီးတော့နေဆိုင်လာပြီးတော့အဲ့ဒီတဲကနေကြီးမားတဲ့မြင့်ရီတူကြီးဟာအရှိန်အဟုန်နဲ့ပတ်ဝန်းကျင်ကိုစီစဉ်သွားခဲ့တော့တာပေါ့။ဒါကနဂါမင်းသမီးပလဲနေတရားသူ့ရဲ့ချစ်ချင်းအတွေ့အကြီးမားဆုံးအမြင့်မြတ်ဆုံးဆုလုံမှုကိုပြုလုပ်လိုက်တာပါပဲ။သူဟာသူ့ချစ်သူကိုဝေပြုမမင်းတော်အနာမှာ ခြာဝရရှင်းနေနိုင်ဖို့အတွက်လပပြီးတော့ကြီးမားတဲ့မြစ်ကြီးအဖြစ်ကိုရောင်ပြောင်းလိုက်ကြတာပါပဲ။မြင်းကြီးတွေကတောတောင်တွေကိုဖြတ်ကျော်ပြီးတော့မောင်မင်းကောင်ရှိရာအရာစီကိုဥတီစဉ်စဉ်လာခဲ့တော့တယ်။မောင်မင်းကောင်ကသူ့ချစ်သူရဲ့ကြီးမားတဲ့ဆလုမှုကိုမြင်ပြီးတော့မြင်းကြီးတွေစီးကြလာခဲ့တော့တာပေါ့။ဝမ်းနေပြီမဲ့ချစ်သူကသူ့နားမှာခြာဝရရှင်းနေလို့မဲဆိုတဲ့အတီးကသူ့ကိုနှိမ့်သိမ့်မှုတွေပေးလိခဲ့တယ်။မောင်မင်းကောင်က အဲ့ရင်မြေကမ်းဘေးမှာပဲနေထိုင်ဖို့အတွက်ဆုံးဖြတ်လိုက်တော့တာပေါ့သူကရွာတီးပြီးတော့အခြေချနေထိုင်တော့တယ်သူတီထောင်တဲ့ရွာလေးဟာနောက်အခါမှာတော့မြေကျောင်းတစ်လျှောက်မှာဖွံ့ဖြိုးလာမဲ့မြို့ရွာတွေရဲ့အစဖြစ်လာခဲ့တော့တာပေါ့နဂါမင်းသမီးပလဲနေတီပြောင်းလဲလာတဲ့ဒီကြီးမားတဲ့မြစ်ကြီးကိုတော့လူတွေကသူ့နာမည်ကိုအစွဲပြုပြီးတော့ပလဲနေတီမြို့လို့ခေါ်တွင်ခဲ့ကြတယ်တဲ့ပလဲနေတီမြစ်ကြီးဟာမိမပီးရဲ့အသက်သွေးကြောဖြစ်လာခဲ့တော့တယ် ဒီလိုနဲ့မိရေတွေဟာမိယာတွေကိုအသက်သွင်းနေတယ်။ခီးသွားလာမှုကိုလွယ်ကူစေတယ်။ရေကျေးမှုတွေပေါ်ပေါက်ရာအရင်းမြစ်ဖြစ်လာတော့တာပေါ့။နားစင်သူများရှင်ဒီပုံမင်းလေးကတော့ကဝေပြိုမောင်မင်းကောင်နဲ့နဂါမင်းသမီးပလဲနေတီတို့ရဲ့မျိုးနွယ်စုမတူညီတဲ့ချစ်ချင်းအတားအဆီးတွေကိုကြော်ဖြတ်တဲ့စွန့်စားမှုချစ်ချင်းအတွေ့ကြီးမားတဲ့ဆွလွမှုနဲ့မြမအတဲ့နှလုံးဖြစ်တဲ့ပလဲနေတီမြင့်ကြီးရဲ့မူလအဆောက်ကိုဖော်ညွှန်းထားတဲ့ ဒဏ္ဍာရီတစ်ခုပဲဖြစ်ပါတော့တယ်။ရှင်းလူကြီးတွေပြောပြတာကတော့ပလင်းတည်မီရဲ့စီးစီးတင်ဟာတခါတလေပလင်းတည်မင်းသမီးလေးရဲ့ချစ်သူကိုလမ်းဆိုတဲ့ဤတော်တယ်လို့ပဲဆိုကြလေတယ်။မြင့်ထဲကလိုင်းလုံးတရားသူ့ရဲ့စနွယ်တယ်လို့ပြောလေကြတယ်။မြေကန်းဘေးကတစ်ပင်ကြီးတွေကြောက်ဆောင်ကြီးတွေကတော့မောင်မင်းကောင်ဟာသူ့ချစ်သူမြင့်ကြီးကိုစောင့်ရှောက်ရင်းနဲ့ကြံ့ရင့်ခဲ့တဲ့အမတ်သားတွေလို့လဲတန်တားရီလာစာဆိုရှိပါတော့တယ်။ ဒီပုံမြင်ကတော့မြမရင်ကျေးမှုရဲ့အနက်ရှိုင်ဆုံးအစိပ်ပိုင်းတွေကတခုဖြစ်တဲ့တဘာဝတရားနဲ့လူသားတို့ရဲ့ဆက်နွယ်မှု၊နတ်တွေတဏှာလတတ္တဝါတွေအပေါ်မှာယုံကြည်မှု၊ချစ်ချင်းမေတ္တာရဲ့ကြီးမားတဲ့ဆွမ်းအားနဲ့ဆွလို့အနည်းနာခံစည်းရဲ့မြင့်မြတ်မှုကိုထင်ဟစေပါတော့တယ်။ပလဲနဲ့တွေမြကြီးကဘာမီပေါ်မှာစင်းစင်းနေတဲ့၍ကဝေပြိုမောင်မင်းကောင်နဲ့ငကာမင်းသမီးပလဲနဲ့တွေတို့ရဲ့ထူးခြားစမ်းကြဲတဲ့ချစ်ဆက်လင်ဟာလေး မျိုးစစ်တွေရဲ့ရင်ထဲမှာတော့ခြာဝရရှင်တန်နေတော့မှာပဲဖြစ်ပါတော့တယ်ရှင်။နားဆင်သူများရှင်အခုဖပြတင်ဆက်ခဲ့တဲ့ပုံမြင်လေးကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စင်ဒီမှာလည်းဒီလိုစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုဖပြတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးဆောင်ရွက်နာဆင်ပေးပါအောင်ရှင်။နားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။